မြင်လာပါစေ။ကျမတို့ရဲ့ Amazing Horror Story Channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကတော့စာရေးသူ Trisek ကရေးသားထားတဲ့မင်းစာလေးပေးတဲ့စင်းမင်းဆိုတဲ့ဆက်လင်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါသေးတယ်။ဆက်လက်လေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Amazing Horror Story Channel ကိုလိုက်ကန် Subscribe လုပ်ပြီးတော့ဘေးနားလူကြီးကောင်းလေးကိုလည်းနေသွားပေးခဲ့ကြပါဦးလို့တောင်းဆိုလိုက်ပါရစေရှင်။ကျေးဇူးအများကြီးတင်ပါတယ်။ဒါဆိုရင်တော့ ဇလန်လေးကိုစတင်ကြည့်လိုက်ကြရအောင်ပါဥပေတိဟာသူ့ရဘေးနားမှာရှိတဲ့ကောင်ကြချောင်းတစ်ခုကိုဖြတ်ပြီးတော့ဆက်ကတင်းဆင်နေပါတယ်သူဆင်နေတဲ့ကတင်းတမန်မှာမြေသားတမန်မဟုတ်ချောင်းကြဘေးနှဖက်မှာရှိတဲ့ကြောက်တုံးကြောက်ခင်းများကို မြေထဲကတူးပေါ်ယူကချောင်းချောက်ကိုကြောက်တုံးကြောက်ခင်းများဆီချပြီးတော့ပိတ်စည်းနေတဲ့ဆက်ကတင်းဖြစ်ပါတယ်ຫນွေလာမှာရေမရှိတော့တောင်ချောင်းငယ်ကိုဒီလိုပိတ်စည်းထားခြင်းအဖြစ် မော်ရင်ကာလာရောက်ပြီးတောတောင်တွေကရေကျစည်းလာတဲ့အခါသူဆဲထားတဲ့ဆဲရဲ့အထက်ပိုင်းမှာမြေနုများတင်ကြန်ခဲ့ကြပြီမိုးကုံရင်ဆောင်းပေါက်ရောက်တဲ့အခါမှာတော့ထုံနှုံးမြေပေါ်မှာဆေးရွက်ကြီးပင်များဆိုက်ရမယ်။နှွေဦးရောက်လည်ရင်ထိုဆေးရွက်ကြီးများကိုခူးပြီးတော့ဥပေတီရောင်းချရမယ်။ဒါကတော့ဥပေတီရဲ့နှွေလာရောက်တိုင်းလုံနေကြအလုပ်ဖြစ်ပါတယ်။ဒီနေ့ဥပေတီကတင်းကြောက်စဲအလုပ်ကိုမနေ့ပိုင်းတစ်ချိန်လုံးအာသွန်ခုဆိုင်လုပ်တယ်။ နေမွန်းတဲ့ချိန်ရောက်မှာတော့အလုံနာ၍ထုတ်လာတဲ့ထမင်းတုပ်ကိုဖြေးစားတယ်ပြီးတော့ရာတဲတဲ့ကကုပစ်ပေါ်မှာတရေတမုံမှေ့လိုက်တယ်အဲ့ရကားထလင်သူဟာပြန်ပြီးတော့ကြောက်စဲကတဲ့ဆေရဦးမင်းဥပေတီမှေ့ပျော်နေစဉ်တစုံတယောက်ကသူ့ခြေထောက်ကိုလာကိုင်းလှုပ်နှိုးတာကြောင့်ဥပေတီမျက်လုံးဖွေးကြည့်လိုက်တယ်သူ့ရဲ့ချင်းရဲ့မှာ၆နှစ်ခုနှစ်နှစ်သားရွယ်ကလေးငယ်တယောက်လာထိုင်ပြီးသူ့ခြေထောက်ကိုစုပ်ကိုင်းထားတယ်ဟေးကောင်းလေးဘာလဲမင်း မင်းကဘယ်ရလဲဟိုလေဘဘဟိုဘက်တဲရပါဘဘဟင်ဘယ်ဘက်တဲရလဲဒီတော်ကြီးတဲ့ဘသူတဲမှမရှိပါဘူးဥပေသည်တန်းအတော်နေချက်ချင်းထထိုင်လိုက်တယ်ဥပေသည်ပြောသည်မှာအမှန်မင်းဖြစ်ပါတယ်သူ့ရဲ့ဆေးရွက်ကြီးခင်းကန်တော်ဝင်းကျင်တော်ထဲမှာဘယ်ကန်တဲရာထဲမှမရှိရှိအောင်တော့ဒီလို6နှစ်9နှစ်ကောင်လေးတယောက်ယောက်ကိုဘယ်မိပါကမှတော်ကြီးမြန်မဲတဲ့ခေါ်လာကြမိမဟုတ်ဒါကြောင့်မလို့ဥပေသည်ကကောင်လေးကိုအံ့ဩတကြီးမေးလိုက်ခြင်းပင် ဥပ္ပေတိရဲ့အမေကိုကောက်လေးကရုတ်တရက်ဘာမှပြန်မပြောသေးပဲဥပ္ပေတိမျက်နှာကိုသာစိုက်ကြည့်နေပြန်တယ်။ဟဲ့ကောက်လေးငါမင်းနေတယ်လေမင်းကဘယ်ရလဲဘယ်သူသားလဲငါ့ကိုမမှန်ပြောစမ်း။ရုတ်ဘယ်သူလဲဆိုတာဘဘသိချင်တယ်ဟုတ်လား။အေးဘောဟာသိချင်လို့မင်းနေတယ်ဆိုမှသိချင်ရင်ကြုတ်ကိုကြည့်လေဗျာ။ကောက်လေးစကားဆုံးပါပင် ကောက်လေးဟာချက်ချင်းရုပ်ပြောင်းသွားတယ်။ဦးကမှတင်းတောင်းလောက်ဖြစ်သွားပြီးတော့ မျက်လုံးထနှောင်းမှလည်းတက်ပြေးပြေးကြဲကြဲလာကအကျန်းတော်ပကံလုံးလောက်ဖြစ်သွားတယ်။ဒါပေမဲ့သူ့အရက်မှာ6နှစ်9နှစ်သားအရွယ်တဲ့ရှည်မြင့်မလားပဲဥပ္ပေတိခါလောက်ပင်မမြင်ပဲရှိနေပါတယ်။အော်မလက်ဆက်တတော်မင်းဟန်တရေသစီလေးပါလား။တရေသစီမဟုတ်ဘူးအဖရဲ့။ဟင်။တရေသစီမဟုတ်ရင်မင်းဟဘာကောင်းလဲ။ကျုပ်ကမင်းစာလေးပါအဖ။မင်းဟငါ့ကိုလာချောက်နေတယ်ပေါ့လေ။ဟုတ်လား။ဒီမှာဟေးဒီလိုနေခင်းကြောင်တောင်ချင်း မင်းတို့မင်းစာမပြောနဲ့တိတ်စိတ်တရဲတော်ငါကြောက်တတ်တယ်ကောင်မဟုတ်ဘူးကွာမကြောက်တတ်လို့လဲဒီလိုတော်ရဲမှာတယောက်တည်းစေခင်လာဆိုင်တာကွာဘာမှမကြောက်မှကြုတ်သိပါရဲ့အမှန်တကယ်လဲဥပ္ပေတိကဘာကောမှကြောက်တတ်သူမဟုတ်ဟမ်ဒါဆိုမင်းနေခင်းကြောင်တော်ချင်းငါ့ကိုဘာလို့လာချောက်တာလဲကွာကျုပ်ဘဘကိုလာချောက်တာမဟုတ်ပါဘူးဗျအရေးကြီးတဲ့အကူအညီတစ်ခုတောင်းချင်လို့ပါကြီးကြီးကျယ်ကျယ်ကွာဘာအကူအညီလဲကွာသမင်းစားချင်ရင်မင်းဆော့ဆော့ကလာစားရပါဦး ငါအခုထမင်းစားပြီးလို့အိတ်တောင်နေပြီမှာမင်းလာလဲဘာစားစရာရှိပါလဲငါမှမင်းကိုကြွေးစရာဘာမှမရှိတော့ဘူးကွာဟာဗျာဘပကလည်းထမင်းစားခြင်းလို့မဟုတ်ပါဘူးအကူညီတောင်းခြင်းလို့ပါဆိုဘာအကူညီလဲပြောလေကွာမင်းရုံရွံစရာကြီးကိုပြန်ပြင်ပြောဟာငါမှအခုမင်းကိုကြည့်ရတာမနေ့ကစားရတဲ့ထမင်းတော့ပြန်ထွက်ချင်တာပြီကွာမင်းရုပ်ကိုမြန်မြန်ဆန်းပါဟာ အကူညီလေးလာတောင်းတာများအဖကလည်းဖြစ်နေလိုက်တာဗျာမဖြစ်နဲ့ဟဲ့ကောင်ရင်ငါနှာခေါင်းထဲအနက်ဆိုးတွေနှံ့လာသလိုပဲကွာမင်းစာကကြီးလိုက်သေးတယ်မကြပါချင်းမင်းစာလေးရဲ့ရုပ်က6နှစ်9နှစ်အရွယ်ချစ်စရာကောင်းတဲ့ကလေးတယောက်အတွင်ပြန်ပြောင်းသွားပါတော့တယ်အေးဟုတ်ပြီအဲ့ဒီလိုလှုပ်ဆန်းပါကွာကဲပြောမင်းတောင်းချင်တဲ့အကူကြီးကကျောက်တောင်းချင်တဲ့အကူကြီးကဒီလိုပါဘာပါဟဲ့ကောင်းလေး ြောစမ်းပါဆိုဟိုဒီဒီလုံးနေနေကွာငါအလုပ်ပြတ်တယ်ကွာမင်းမြန်ပြောစမ်းဘဘတို့ရွာမှာခုနက်ကနာပွဲလုံးနေတယ်မလားအေးငါသိပါတယ်နက်ကတော့ခင်ကြီးတို့အိမ်မှာပါဘလို့အိမ်ထဲတော့ကြုံမသိဘူးကြုံအမေမနဲ့ကလေးကအဲ့ဒီနက်ကနာပွဲထွက်သွားတာခုထိပြန်မလာသေးဘူးဘဘကြုံနေတဲ့နိုးစာလို့ငုံနေတာခုဘဘနားထောင်နိုင်ကြားမှာပါမေစာလေးစကားကတကယ်လားလို့ဥပေတီနားဆွဲလိုက်တယ်။မှန်နေ။သူ့ရာစာတော်နာကကလေးတယောက် အာကောင်ချင်းငိုတန်းကိုအမှန်မီကြားနေရပါတယ်။ကျုပ်နေတဲ့ငိုနေတဲ့အတန်ဘဘကြားတယ်နော်။အေးကြားပါလေကွာ။အဲ့ဒါငါဘာလို့ပြရမှာလဲပြော။ဘဘအခုပဲရွာပြန်သွားလိုက်ပါ။ကျုပ်နေလေးနိုးစာလို့တနေကိုငိုနေပါတယ်ဆိုတာနက်ကနိုင်းရောက်နေတဲ့အမေကိုပြောပေးပါဗျာ။တောင်းပန်ပါတယ်ဘဘရဲ့။ဟာငါလူกว่าမင်းအမေကမင်းစားမှကြည့်ကိုငါဘယ်လိုလို့မြင်နိုင်ပါမလဲကျုပ်စင်းနီးပြေးလိုက်ပါမယ်ဘဘရေဟေ တဲဟုတ်ပါလားမင်းစားလေးရလုံဆန်းပါဦးမင်းတို့မင်းစားတွေကိုမြင်ရတဲ့စီနီလွယ်လယ်လေးပါဘဘရခုဘဘရွာပြန်သွားတော့ဘဘတို့ရွာဝင်လမ်းထိပ်မှာညောင်ပင်ကြီးတပင်ရှိတယ်ဟုတ်လားအဲ့ဒီညောင်ပင်အောက်မှာပေါက်နေတဲ့ညောင်ပင်ကလေးကိုဘဘနှုတ်ယူလိုက်အေးရောက်ရင်အဲ့ဒီညောင်ပင်လေးအမြစ်ကိုတွေ့ပြီးတော့မျက်စိတွေကွင်းလိုက်ပြီးတော့ငကနာပြည့်တဲ့နေရာဘဘသွားကြည့်လိုက်တားတယ်မှာကျုပ်အမေကိုတွေ့ပါလိမ့်မယ်တွေ့တဲ့အခါသာကျုပ်ညီလေးနိုးစာလုံးငုံနေတယ်ဆိုတာအမေကိုပြောပြလိုက်ပါမင်းရဲ့အပြုတ်ကောင်ငါကလူဟာ မင်းပြောတဲ့ညောင်ပင်ငယ်မြင့်နဲ့မျက်စိကိုကွင်းကြည့်ပြီးဆိုပါတော့နက္ခနာဆိုတာကမင်းအမေလိုမင်းသားမကြီးတွေအများကြီးဝိုင်းကခုန်နေကြမှာပေါ့ဘယ်သူဟာမင်းအမေပါလို့ငါဘလို့သိမှာလဲကွာဟာဘဘလည်းခုလောလောဆယ်မှာတားတဲ့အမေမင်းသားမဆိုလို့ဘဘတို့ရာနာဝင်းချင်းမှာကြုံမိတယောက်ကလွဲပြီးတားတဲ့အမေမင်းသားမတယောက်မှမရှိဘူးတားတဲ့အမေဆိုတာဘဘတို့လူလူပဲနိုသည်ဘလောက်ဗလက်နဲ့သိတာကြည့်ပါဗျကျေးဇူးပြုပြီးပျော်ပေးဆံပါကောင်းပါပြီမောင်ရ နိုးစာလို့ငိုတဲ့မင်းညီလေးကိုလည်းဘဘတနာလို့ခုပဲတွားလိုက်ပါမယ်ကွာကျေးဇူးပါပဲဘဘရဲ့ဒါနဲ့ဥပေတိဟာမင်းစာလေးမှလိုက်တဲ့အတိုင်းရွာပြန်လာခဲ့ပါတယ်ရွာထိပ်ညောင်ပင်ကြီးအောက်ကညောင်ပင်ကလေးတစ်ပင်ကိုဆွဲနှုတ်ယူပြီးအိမ်ရောက်လာပါတယ်ညောင်ပင်လေးအမြင့်ကိုကြောက်ပြင်းမှာတွေ့ပြီးတော့မျက်စိကွင်းလိုက်တယ်နောက်နောက်မင်းစာတစီတူကိုကြည့်ချင်နေရင်ဤညောင်မြင့်ကိုတွေ့ပြီးတော့ကြည့်နိုင်ရင်ရွယ်ချက်နဲ့ညောင်မြင့်ကိုခါကြထိုးပြီး က်ကနာလုံနေတဲ့နက်ကတော့ခင်ကြီးတို့အိမ်သားကိုရှောက်လာခဲ့ပါတယ်။မင်းစာလေးမာလိုက်တီမှာအမှန်ပဲဖြစ်တယ်။မင်းစာမကြီးများအများအแทမှာတော့လူပြင်းကြနေတဲ့သားတယ်အမေမင်းစာမတကောင်ဟာနက်ကနာတဲ့ကပေါပေါဆင်များကို ကောက်စားနေတာကိုတွေ့ရပါတယ်။ဥပေတိမင်းစာမကြီးနားကတ်သွားတယ်။မင်းစာမကြီးကမူတနေ့လုံးပြော်မြူးကောက်ခုံထားရည်လားမသိဥပေတိကိုတရင်မပြုတ်မိပဲမုံမော့နေပေါပေါဆင်များကိုသာကောက်စားနေတယ်။ အောင်မာဟဲ့ကောင်မနင်းကတော့ပျော်လို့မျိုးတို့စားလို့တောက်လို့လုံနေနေ့ကလေးနိုးစာလို့တေတော့မယ်နေ့အကြီးကောင်ကခုချက်ချင်းပြန်လာခဲ့ပါလို့မှားလိုက်လို့ငါအခုလာပြောတာမင်းစာမကြီးရဲ့နေ့မြမြပြန်ဥပ္ပဒိရဲ့စကားကမဆုံးလိုက်ရမင်းစာမကြီးကဥပ္ပဒိကိုဖတ်လုံးတော့တယ်ဒီလုံးနဲ့ငကနာပွဲမှာဥပ္ပဒိနဲ့မင်းစာမတို့လုံထွေးတက်ပုတ်ကြရဥပ္ပဒိလုံကြီးကြွကြသွားတဲ့အခါမင်းစာမကြီးလည်းလက်မီထွက်ပြေးသွားလေတယ်ဥပ္ပဒိလုံကြီးကြွကြသွားတာကြောင့် ဥပေတိခါးကြမှာထူရတဲ့ညောင်မြင့်ငယ်ကိုခွေးတဲ့ကောင်ကကိုက်ချီယူသွားလိတော့တယ်။နက်ကနာထဲမှာတယောက်တည်းလုံးထွေးတက်ပုတ်ပြီးပစိုးကျကျသွားတဲ့ဥပေတိရာရွာသားတွေကဝိုင်းချုပ်ဖမ်းဆီးထားပြီးမိကြရ။ဖြစ်ချောင်းကုံစင်ကိုဥပေတိကရွာသူရွာသားများရှက်ရှက်နဲ့ပြောပြလိုက်တယ်။အဲ့ဒီကမင်းစားတဆေတွေကိုမြေလိုကြည့်လိုသူများဟာရွာတိတ်ညောင်ပကြီးအောက်သို့မင်းစားတဆေတွေကိုမြင်နိုင်တဲ့ညောင်ပင်လေးဆင်းမြင့်နှုတ်ယူရန်သူထက်ကဥအောင်ပြေးကြလိတော့တယ်။ဒါပေမဲ့ ရောင်ထည့်ချင်းညောင်ပကြီးအောက်သို့သူတို့ရောက်သွားကြတဲ့အခါညောင်ပကြီးအောက်မှာညောင်ပင်လေးဆိုလိုတပင်မှမတွေ့ကြရတော့ပင်ဒါကလည်းဒါလည်းထိုစင်ကမဟုတ်အခုတိုင်ဘယ်ညောင်ပကြီးအောက်မှာမှညောင်ပင်လေးတွေပေါင်နေတာကိုဘယ်အရက်ဘယ်ဒီသားဘယ်နေရာမှမှမတွေ့ကြရတော့ပင်ဒါကတော့သူတို့အားလူသားများကြည့်လည်းရင်မြင်နိုင်သောစိတ်မြင့်ဖြစ်တဲ့ညောင်ပင်ငယ်များကိုမင်းစားတစင်များနှုတ်ပြလိုက်ကြခြင်းဖြစ်ပါတယ်အခုမင်းစားတစင်များကို ခွေးများမြင်၍ ဟောင်းကြခြင်းမှာဥပေတိခါကထွက်ကြသွားတဲ့ညောင်မြင့်ငယ်ကိုခွေးရသားဤဖြစ်ပါတယ်။နောက်တစ်ခုကတော့တဆေတရဲမင်စာတို့ကိုမြင်နိုင်တဲ့စင်ဒီမှာဂွေသေးပင်အစာချီချတာအလဲကောင်းစံမင်းကောင်းမောင်ရွေးပြီးတဆေမြက်ကွင်းစေးလို့ဆိုပါတယ်။အတိတ်ပင်မှာခွေးကြီးတဲကအစာမကြေသောဆန်စေသူ့အလိုလိုတည်ရဲတွေ့တဲ့ရင်ကသူများထမင်းစားတဲ့အခါတီးတဲ့ထမင်း၎င်းသုံးမျိုးကိုကြိတ်နေပြီးတော့ ျက်စိကိုတွင်ပြီးကြည့်လိုက်ရင်သစေတရေမျက်စာများကိုတွေ့ရမယ်လို့ငဲစင်ကစာရေးသူကကြောင်းစရာကြီးတယောက်ကပြောပူပါတယ်။နောက်တစ်ယောက်ကတော့အလွယ်ဆုံးနေ့မှာကွင်းမြက်ချေးကိုယူပြီးလူမျက်စိမှာတွင်ကြည့်လိုက်ရင်သစေတရေမျက်စာများကိုမြင်ရတယ်လို့ဆိုပါတယ်။ဒါကိုတော့မဆန်းသက်ရသေးပါ။သစေတရေမျက်စာများကိုကြည့်လို့မြင်လို့သူများစမ်းသက်ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါရစေရှင်။ပရိသတ်များရှင်ကျမတို့ရဲ့တင်ဆက်မှုစီစဉ်လေးကတော့ဒီနေရာမှာပြီးဆုံးပါပြီ။ ကျမတို့ရဲ့ channel ကနေနောက်ရက်များမှာလဲဒီလိုဇလန်းကောင်းလေးများကမ္ဘီယားဆန်ဆန်ဇလန်းများပြရလောကဇလန်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့တွင်ပရိသတ်များကဆက်လက်ဆောင်မြောင်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်ဒီကနေ့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဲ့ဦးချင်းစီတိုင်းကိုထူးပြီးကျေးဇူးတင်ပါတယ်ရှင်